မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခြေခံပကြီးပညာကိုဆက်လက်တင်ပြလိုက်ပါရစေနိုင်ငံကျော်ပကြီးဆရာကြီးဦးတောင်းဟန်ရဲ့ပို့ချချက်ပဲဖြစ်ပါတယ်ဆရာကြီးဦးတောင်းဟန်ကိုလည်းတမိုးထားလေးစားပါကြောင်းဖော်ပြအပ်ပါတယ်ဝတ္ထုပစ္စည်းဆွဲခြင်းနဲ့ ဝေနီမြင့်ချင်းကိုဆက်လက်တင်ပြပါမယ်အလျားအနံခொနလမဒူးရှိတဲ့စတူရဲတစ်တာတစ်ခုကိုရေးဆွဲသူနဲ့သုံးပေအကွာဇပွဲပေါ်မှာထားပြီးဆွဲရင်ဖော်ပြထားတဲ့ပုံစံအတိုင်းမြင်ကြရပါမယ် တိတ္တာအောက်ခြေမှာရှိတဲ့ဒေါင်းတောင်းကိုရေးဆွဲသူနဲ့အနီးဆုံးချပြီးတိတ္တာရဲ့လက်ဝဲလက်ရမျက်နှာပြင်နှစ်ခုကိုအညီအမျှထားပြီးဆွဲရင်ဒီပုံအတိုင်းပဲတွေ့ကြရမယ်အခုပြထားတဲ့ပုံကိုကြည့်ရင် ရင်းမှတ်တို့ရဲ့အနေအမြင့်များဟာတစ်ခုနဲ့တစ်ခုမတူညီတော့ကြောင်းကို တွေ့ကြရလိမ့်မယ်ဝေးနီးမြင့်ချင်းသဘောကြောင့်အလျားအနံအမြင့်မျက်နှာချင်းတွေဟာ မူလရှိရင်ဆွဲအမြင်တိုင်းမမြင်ရတော့ပဲငယ်နေကျင်းတူသွားကြလိမ့်မယ်အနည်းဆုံးဖြစ်တဲ့မြင်မှတ်ဟာအမြင့်ဆုံးဖြစ်ရမှာဖြစ်ပြီးအဝေးဆုံးဖြစ်တဲ့မြင်မှတ်ဟာ ရေးဆွဲသူရဲ့မျက်စိနဲ့အဝေးဆုံးဖြစ်တာမူအနိုင်ဆုံးဖြစ်ရမယ်ရေးဆွဲသူနဲ့အဝေးချင်းတူညီတဲ့မြင်းတွေဟာအမြင့်ချင်းလည်းတူညီကြရမယ်စတူရန်ရဲ့နဲ့ပြင်း တင့်တဲ့နေ့ဟာရေဆွဲသူနဲ့အကွာဝေးချင်းအတူတူမို့ညနေပြင်းအရင်ချင်းလဲတူညီရပါမယ်ဒီအတိုင်းပဲညနေပြင်း3နဲ့4ရလဲအကွာဝေးတူညီတဲ့အတွက်ညနေပြင်းချင်းတူရမယ်အပေါ်ညနေပြင်းဟာအောက်ညနေပြင်းနဲ့အမြင်ချင်းငယ်ရမယ်ဘာကြောင့်လဲဆိုတော့အပေါ်ညနေပြင်းဟာမျက်စိမြင်တဲ့နဲ့ညီကက်သွားလို့ပဲ ဒီစတူရန်တစ်တာကိုပဲကြည့်သူမြင်ကြောင်းလက်ရဘက်ကိုနည်းနည်းရွှေ့ပြောင်းပြီးဆွဲလိုက်ရင် ပုံရိပ်မြင်ကွင်းဟာအစအစအရာရာပြောင်းလဲသွားမယ်ပုံတင်နဲ့ပုံနှစ်ကို ရှင်ကြည့်ရင်မြင်ကွင်းတောင်းလဲသွားပုံကိုမြင်တွေ့ရပါလိမ့်မယ်ဝေနီးမြင်ခြင်းသဘောကြောင့်တောင်းလဲသွားတာကိုတက်တဲ့ကြကြပဲဖြစ်တယ် ခုတော့ဒီလောက်ပါပဲအားလုံးပဲကျန်းမာကြပါစေ။